စမယ်။တောက်လောင်နေတဲ့နေမင်းကြီးရဲ့အပူချိန်နဲ့ကဘာမြေကိုဖုံးလွှမ်းထားတဲ့နေလခြင်းတို့မှာရွှေရောင်သင်္ကန်းတော်ကိုဝတ်ယုံထားတဲ့ဖုံးတော်ကြီးတီတကူဆရာတော်ဖျားကြီးဟာသူ့စီးတော်ရင်ဗန္ဒလီကားဖြင့်ပုံကျဲခံရသောဒေသများကိုရှောင်ပြီးငလျင်ဘေးသင့်နေရာများစီသို့သွားနေစဉ်ကားတွင်း၌ပါလာသောသတင်းစာတစ်စောင်ကိုကောက်ယူလိုက်သည်။ပူပြင်းတဲ့ရာသီဥတုရဲ့နှိပ်စက်မှုကြားကရှရှိလာတဲ့အဲကောင်းလေးအေးအေးလေးကိုခံစားရင်း သတင်းစာစာမျက်နှာတွေကိုဖြင်းင်းစွာလန်လောတနေရာအရောက်ဆရာတော်မျက်မှောင်ကျုပ်သွားပြီးစိတ်ဝင်တစားဖတ်ရှုလိုက်တဲ့သတင်းကပုပ်ယဟန်မင်းကြီး Francis ကွယ်လွန်သွားပြီဆိုတဲ့သတင်းပဲအဲ့သတင်းထက်ဆရာတော်ကိုပို့ပြီးစိတ်ဝင်စားသွားတဲ့သတင်းကနောက်မှဆက်ရေးထားသေးတယ်ပုပ် Francis ကွယ်လွန်သွားချိန်မှာသူ့မှာဒေါ်လာ100သာကျန်ခဲ့ကြောင်းမြန်မာငွေနဲ့တွက်ရင်၄သိန်းကျော်လောက်သာရှိကြောင်းပိုင်ဆိုင်မှုလည်းမရှိသလိုဘာဘဏ်ကောက်မှလည်းမရှိကြောင်း ယင်းဤမြုံနယ်မှုဆိုဒီမှာလဲဗလာနတ်တိဖြစ်ချောင်းသူ့ရဲ့နေဆင်လဆောင်ငွေဟာယူရို3000 4000မြန်မာငွေနဲ့ဆိုတိန်16000ကျော်ရှိချောင်းအဲဒီရရှိခွန်စားခွင့်ကိုလဲပုတ်ရဟမင်းဖရန်စစ်ကညှင်းဆိုခဲ့ချောင်းဆိုတဲ့သတင်းအကြောင်းရပဲဒီသတင်းအကြောင်းရဖတ်ပြီးပြီးချင်းတီတကူစီရတော်ဖျားကြီးဟာဘန်ဒလီကားပေါ်ကနေပြုံးပြီးတော့ပုတ်ရဟမင်းဖရန်စစ်ကိုတနာလီနေတော်သည်ပါဇက်ကလည်းဒီကောင်တော့တွားပြီဟုမိတ်ဆိုလိုက်ချင်း တစ်ချိန်လုံးငြိမ်ပြီးလိုက်လာတဲ့နှညတထောင်ဆရာတော်အရှင်စင်ကင်နာမှဟေးဆရာတော်ကကတ်တလေဝုဖူးလို့လားဆိုပြီးမေးလိုက်ချိန်ဆရာတော်ဖျားကြီးမှလည်းကတ်တလေတော်မသိဘူးအာလူးကတ်တလေတော်သိတယ်ငါကောင်ကြီးအချင်းနဲ့တို့စားကာမကောင်းกว่าဒီကောင်တော့တွားပြီ ဟုမိတ်ဆိုအပြီးအရှင်စင်ကင်နာနဲ့တီတကူဆရာတော်ဖျားကြီးတို့အနှဲငယ်ပွတ်တိုက်မှုဖြစ်သွားခဲ့ပြီမေနောက်ဆုံးကဆရာတော်ဖြစ်တည်အတွက်အချင်းတွေကိုပြန်လည်ထိန်းသိမ်းလိုက်နိုင်ပါလေ ်ဒီလိုနဲ့ကားထဲမှာပြန်လဲတိတ်ဆိတ်ငြိမ်သက်သွားခြင်းကားထဲကရေဒီယိုကိုတီတကူဆရာတော်ဖျားကြီးမှကောက်ဖွင့်လိုက်ရာထွက်ပေါ်လာသည့်တခြင်းကပန္ဒလီဘောကငါကြည့်ပုတ်ချောင်းများငါမသိပုတ်ပုတ်ချောင်းများငါမသိပန္ဒလီဘောကငါကြည့်ပုတ်ချောင်းများငါမသိပုတ်ပုတ်ချောင်းများငါမသိပန္ဒလီဘောကငါကြည့်ပုတ်ချောင်းများငါမသိ